ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ပြန်လည်ထူထောင်တဲ့၃နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားတရက်ကိုစစ်ကောင်စီထိန်းချုပ်ရာစစ်တွေမျိုးရှိ ALP ဌာနချုပ်မှပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အခမ်းအနားကိုစစ်ကောင်စီရာရှိတွေအပြည့်အခက်ရဲစေးရဲစာချုပ်ထိုးထားတဲ့တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်တွေရခိုင်ပြည်နယ်စစ်ကောင်စီတာဝန်ရှိသူတွေနဲ့လူ900ခန့်တက်ရောက်ခဲ့တယ်လို့ ALP ကသတင်းထုတ်ပြန်ထားပါတယ်။ အဲ့ဒီပွဲကို ALB ပြန်လည်ဖွဲ့စည်းခဲ့တဲ့ match လ9ရက်နေ့မှာကျင်းပမယ်လို့ရည်ရွယ်ခဲ့ပေမဲ့စစ်ရေးအရှင်တွေတွေကြောင့်မူလအစီအစဉ်ကိုဖျက်သိမ်းခဲ့က match လ20နဲ့21ရက်နေ့မှာအဖြစ်သဘောနဲ့မြန်ဆန်စွာကျင်းပခဲ့ရတယ်လို့ဆိုထားပါတယ်။ဒါ့အပြင် အခမ်းအနားကိုနေရာနှစ်ခုခွဲပြီးတော့ပြုလုပ်ခဲ့တာဖြစ်ပြီး ALB တက်မှုတွေအစည်းအဝေးကို match လ22ရက်နေ့မှာပြုလုပ်ခဲ့တယ်လို့သိရပါတယ်။လက်ရှိစစ်တွေမျိုးနေမှာစစ်ကောင်စီနဲ့ AA တို့တိုက်ပွဲတွေရှိနေတာကြောင့် ဒီအချိန် ALB ကစစ်ကောင်စီကောင်းဆောင်တွေကိုဖိတ်ကြားပြီးအင်အားပြခန်းနာတွေလုပ်နေခြင်းဟာစစ်ကောင်စီအကူနဲ့ပြုလုပ်နေတာဖြစ်နိုင်တယ်လို့သုံးသက်သူတွေလည်းရှိနေပါတယ်။ အစောမှအစလုံးဥစော်ရီ ALB အနေနဲ့ဒီပဲ uniformly ဝယ်ပြီးကလူလုံး trap ရဆိုရင်ဒီလူလုံး trap ရသည့်အပရောင်ဝဆိုရင်စိတ်ကုန်းဆုံးဒီတချို့ဘောင်ဖိတ်ကလပ်ပြီးကအခင်းအနာလူလုံးကြောင်းပါဆိုဝဆိုရင်အလောင်းစိတ်ရီ front ထင်နေရခိုင်ပြန်မှာ ABE ထလို့ browser ရဝဆိုရင်ကတော့ပရိုဗိုင်ရခိုင်ပြူစုတီဖိတ်ကုန်းကိုပေါ်တင်ထုတ် browser နဲ့အတူတူဖိုက်တယ်